အားလုံးမင်္ဂလာပါရှင်။ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ19ရက်နေ့လည်ခင်းထီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေပဲစကိုင်းအထက်နဲ့ချင်းပြည်နယ်မှာစစ်တပ်အထင်အားပြီးဘုံမှုအပါ၁၀၀လောက်တည်တဲ့သတင်းလေအဆုံနှစ်စင်းတွေ့တာကိုမင်းလောက်ပေါ်မှာဆိုပြီးအတိညာနဲ့ပါနေတဲ့လော်ဘီတွေရဲ့တရင်တရုတ်ကဘာကြောင့်မြမအရွေးခောက်ပွဲကို အနီးကပ်ကူညီနေရတာလဲဆိုတဲ့တရင် စီးအရာအရေးပါတဲ့ကနေဒီတောင်ကို PDF ဆိုလန်ပြန်ထိန်ချုပ်တဲ့တဲ့ဘန်နာရေးစစ်မြေနာကနေကြားဖြန်လုပ်ငန်းတွေကို တိုက်ဖြတ်နေတဲ့ SDP ဘန်တဲ့အမေရိကန်ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်ရဲ့တရားစွဲဆိုမှုကို အနိုင်ရခဲ့တဲ့မီတာအဲ့လိုနဲ့လည်းကင်တီရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုတင်ဆက်ပေးထားပါတယ်ရှင် စကားရထက်နဲ့ချင်းပြည်နယ်မှာစစ်တပ်အထိနာပြီးပုံမှုအပါတရားလာတည်တဲ့တဲ့တွေနဲ့စားလိုက်ချင်ပါတယ်ရှင်။ချင်းပြည်နယ်နဲ့နှိစက်တဲ့ကလေး၊ကံကောဖလန်းနဲ့တိတေမြို့နယ်တွေမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းမဟာမိတ်တပ်ဖွဲ့တွေကြောင့်တိုက်ပွဲတွေတင်းထန်ခဲ့ပြီးစစ်တပ်ဘက်က အထိနာခဲ့တယ်လို့သတင်းရရှိပါတယ်။ ချင်းပြီးချင်းလက်အစိုးရရဲ့ကာကွယ်ဝင်ကြီးဌာနက ထုတ်ပြန်တဲ့သတင်းအရအကြမ်းဖက်စစ်တပ်ဟာချင်းပြည်နယ်တဲ့ကိုထိုးပေါက်ဝင်ရောက်ဖို့စစ်ကြောင်းထိုးလာချိန်မှာချင်းတော်လိုင်းတပ်ဖွဲ့တွေနဲ့မဟာမိတ်တွေကပူးပေါင်းကုကံတိုက်ခိုက်ခဲ့ကြတာပါဒီတိုက်ပွဲတွေကြောင့်စစ်တပ်ဘက်ကဗိုလ်မှူးဗိုလ်ကြီးအစင်အရာရှိတွေအပါအဝင်စစ်သားတရားဝင်ကျင်တီတည်ဆုံခဲ့ရပြီးစစ်တုံးမှန်တချို့ကိုလည်းဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်ဒါပြင်လက်နက်ကြေးအမြောက်များကိုပါတင်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်ဒီတိုက်ပွဲကိုချင်းမျိုးသားတပ်မတော်နဲ့ ဲ့ဒေသနာကာကွယ်တပ်ဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့စစ်နံအစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်းတင်းနဲ့စစ်ကြောင်းနှစ်တို့ကဥဆောင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်စစ်ကြောင်းတစ်ကတော့ကလေးမျိုးနဲ့ကံကောမျိုးကြားမှာဘာကော့ PDF APSD ရဲ့ចောင်းသားတပ်မတော် PDF ခင်တရင်နေပကဖတွေ WD ရဲ့ Your Defense Force စတဲ့မဟာမိတ်အဖွဲ့နဲ့လက်တွဲပြီးတိုက်ပွဲဝင်နေရပါ စစ်ကြောင်းနဲ့ကတော့ဖလန်းမျိုးနဲ့ဝေဘူးလာမျိုးအကြမ်းမှာရောတိတိန်မျိုးနဲ့ခိုင်ကန်းမျိုးအကြမ်းမှာပါ CDF ချင်းမစ်ရှင်နဲ့ Defense 4နဲ့ PDF ဇွန်လန်းစားတဲ့မိဘအဖွဲ့တွေနဲ့ပူးပေါင်းတိုက်ခိုက်နေပါတယ်တိုက်ပွဲတွေအချိန်မြင့်လာပြီးစစ်တပ်ဘက်က အထိနာလာတဲ့အတွက်လေကြောင်းနဲ့ drone တွေကိုအပြုတ်ပြီးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် နိုဝင်ဘာလ6ရက်နေ့ကစပြီး19ရက်နေ့ထိစစ်တပ်ဟာတိုက်လေရင်တွေနဲ့လေကြောင်းတိုက်ခိုက်မှုအကြိမ်20နီးပါးပြုလုပ်ခဲ့ပြီးနိုဝင်ဘာလ16ရက်နေ့မှာဆိုရင်ဝိုင်းတွဲလေရင်နဲ့ဘုံလုံး90ခန်းစဲချတိုက်ခိုက်ခဲ့တယ်လို့ချင်းလန်အစိုးရရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ဒုတိယအနေနဲ့လေအစုံနှစ်စင်းတွေ့တာကိုမင်းလောက်ပေါ်မှာဆိုပြီးအသိဉာဏ်နှဲပါနေတဲ့လော်ဘီတွေတည်းမှာ ီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့ကလေဝေးမြို့နယ်ပတ္တာကြီးရွာကပတ္တာချောင်းထဲမှာရှင်အောင်လေအစုံ20ကိုတိတ္တခံတွေက တွေ့ရှိခဲ့ကြပါတယ်။ မူလအခြေအနေကရေးတိုက်စားလို့ပေါ်လာတဲ့တာမန်လေးဟောင်းနေပဲဖြစ်ပေမဲ့ဒီဖြစ်ရပ်ကိုအွန်လိုင်းကစေအုပ်စု lobby အုပ်စုတွေနဲ့ယုံကြည်သူတချို့ကပုံစည်းချဲ့ပြီးဝါရဖြန့်နေကြတာပါသူတို့က delivery ဟာမင်းလောက်ပေါ်မဲ့ရေးရောင်ဒါမှမဟုတ်နန်လောကကအဆောက်အအုံတွေခမီးရဆန်တဲ့ဖြစ်ရပ်စန်းတွေနဲ့ဆက်ဆက်နေရဆိုပြီးအသိဉာဏ်မဲ့စွာယုံကြည်လောက်တောင်းအားပေးနေကြတယ်လို့သိရပါတယ် လေးလာသူရဲ့သုံးသက်ချက်ရဒီလိုလောက်ရဟာစီးရင်နိုင်ငံရဲ့အရာအကျက်တဲကာလမှာလူတွေရဲ့ရိုးရာယုံကြည်ချက်နဲ့မျှော်လင့်ချက်တွေကို တလွဲအသုံးချပြီးအသိဉာဏ်မဲ့တဲ့အယူအဆတွေနဲ့လူတို့ကိုစိတ်ကူးယဉ်မှုနဲ့ပဲစီးတွန်းပို့နေတာဖြစ်တယ်လို့ဆိုပါတယ် လက်ရှိမှာသက်ဆိုင်ရာဌာနတွေကဒီလေတွေဟာတကယ့်ရှေ့အောင်အမွေနဲ့ဟုတ်မဟုတ်တရားဝင်စစ်ဆေးချက်တွေမထုတ်ပြန်သေးပါဘူး။ဒါပေမဲ့တိသားကန်တချို့ကတော့အဲ့ဒီလေပြက်တွေကိုပူဇော်ပါတာတာကမရဆန်တဲ့ဇလန်တွေဖန်တီးပြောဆိုတာမျိုးတွေလုပ်နေကြတယ်လို့သိရပါတယ်။ ။ပညာရှင်တချို့ကတော့စစ်မှန်တဲ့သမိုင်းချက်လက်တွေထက်အခြေမြင့်မရှိတဲ့ယုံကြည်မှုတွေကိုအပြေးတာပီတူရီရဲ့အသိဉာဏ်ပညာမြင့်မားရေးကိုများစွာထိခိုက်စေနိုင်တယ်လို့ထောက်ပြထားပါတယ်။ဆက်လက်ပြီး community တယောက်ကဘာကြောင့်မြို့မအရွေးကောက်ပွဲကိုအနည်းငယ်ကူညီနေရလဲဆိုတဲ့သတင်းကိုပြောပြပေးပါမယ်ရှင်။ ယူအီစီယိုကတာဦးတန်းစုံနဲ့မြန်မာနိုင်ငံဆိုင်ကတရုတ်တံမက်ကြီးမြစ်စစ်မာဂျာတို့မနေ့ကနေပြည်တော်မှာအထူးရောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်ဆောင်ဆွေးနွေးခဲ့ကြပါတယ်။တပါတီစနစ်ကိုကျင့်သုံးပြီးရွေးကောက်ပွဲစနစ်ကိုအနောက်တိုင်းဒီမိုကရေစီနိုင်ငံများလိုခြေပြန့်စွာကျင့်သုံးခြင်းမရှိတဲ့တရုတ်ပြည်သူတမရနိုင်ငံဟာမြန်မာနိုင်ငံရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုအနီးကပ်ကူညီနေတာဟာသူတို့အကျိုးစီးပွားအတွက်ဖြစ်တယ်လို့နိုင်ငံလေးလာသုံးသပ်သူတွေကဆိုပါတယ်။ ကွန်မြူနီတပါတီစနစ်ကိုကျင့်သုံးတဲ့တရုတ်နိုင်ငံဟာတရားဝင်ယူရေးစီဥက္ကဋ္ဌနဲ့တွေ့ဆုံပြီးရွေးကောက်ပွဲကိစ္စတွေ၊ရုံချုပ်ရေးနဲ့နိုင်ငံတကာစောင့်ကြည့်ရေးကိစ္စတွေကိုဆွေးနွေးတယ်ဆိုတာဟာတော်လိုင်းအရာစုတွေအနေနဲ့မဖြစ်မနေစဉ်းစားရမယ့်အချက်လည်းဖြစ်ပါတယ်။အတိတ်ပဲကပါလဲဆိုတော့တရုတ်နိုင်ငံအတွက်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲဟာဒီမိုကရေစီပွဲတော်မဟုတ်ပါဘူး။ဒါဟာတည်ငြိမ်မှုနဲ့အာဏာဆက်လက်လဲပဲကိစ္စတသက်ပဲဖြစ်ပါတယ်။ တရုတ်ကလိုချင်တာကနက်ဆက်အေဂျင်ရဲ့သူတို့ရဲ့ယင်းနှိမ့်မြန်မှုတွေလုံခြုံရေးဖြစ်ပါတယ်။ UEC ကတရုတ်ကိုစောက်ကြည့်ဖို့ဖိတ်ခေါ်တာဟာအနောက်နိုင်ငံတွေရဲ့ဝေဖန်မှုတန်ကိုရှင်းချဖို့အတွက်ဩစာကြီးတဲ့မဟာမိတ်တဦးကိုခေါ်ယူမှုသာဖြစ်တယ်လို့ထောက်ပြမှုတွေလည်းရှိပါတယ်။တရုတ်ကဒီရေကောက်ပွဲကိုလက်ခံတယ်ဆိုရင်အဲ့ဒါဟာမြမပြည်တွင်းရေးရာလက်ခံနိုင်တယ်ဆိုတဲ့နိုင်ငံတကာအတန်တကိုထွက်လာစေပါတယ်။ တရုတ်ကရွေးကောက်ပွဲကိုထောက်ခံခြင်းအပြင်အနောက်နိုင်ငံတွေရဲ့ဖိအားပေးမှုကိုတပတ်ကနေဟန်ချက်ညီစေဖို့ကြိုးပမ်းလာလို့နိုင်ငံရေးသမားတွေကသုံးသပ်ကြပါတယ်။ဆက်လက်ပြီးစီးရရေးပါတဲ့ကနေဒီတောင်ကို PDF ဇွန်လန်ပြန်ထိန်းချုပ်တဲ့သတင်းကို ပြောပြပေးပါဦးမယ်ရှင်။စင်ပင်နဲ့တီးတိမ်မြို့နယ်မှာရှိတဲ့ကနေဒီတောင်တက်စကန်ကိုချင်းညီနောင်အဖွဲ့ဝင် PDF ဆိုလန်တပ်ဖွဲ့ကပြန်လည်ထိန်းချုပ်လိုက်နိုင်ပါပြီ။ဒီတဲ့ရင်ကို PDF ဆိုလန်ကငွေဘာလန်ဆက်ရှင်တွေမှာတရားဝင်ထုတ်ပြန်လိုက်တာပါ။ ဒီနေရာကဆေးရအင်မတန်ရေးပါတယ်ဆိုတာအလုံးသိကြမှာပါတကယ်တော့အော်တိုဘာလာကုန်မိုင်းလုံးကစစ်ကောင်စီတပ်ဟာရွေးကောက်ပွဲဖြစ်မြောက်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဆင်အားအများကြီးနဲ့ထိုးစစ်စင်ငယ်လုံးချင်းတော်လိုင်းတပ်ဖွဲ့တွေဟာဖြူဝအရာခိတာဆုတ်ခွာပေးခဲ့ရတာပါကနေဒီတောင်ဟာ2023ခုနှစ်နိုဝင်ဘာလတုန်းက PDF ဇော်လန်ကတင်ပိုက်ခဲ့မှုတဲ့နေရာဖြစ်ပြီးတော့အခုဒီချိန်မှာလည်းဖြူဝမြောက်စစ်ဆုံမှုပြုလုပ်ပြီးမှပြန်လည်တိုက်ခိုက်တင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ် PDF ဆိုလန်တာဝန်ရှိသူတဦးရဲ့ပြောကြားချက်အရစစ်ကောင်စီရဲ့ရွေးလျားစစ်ကြောင်းတွေကိုရှောင်ရှားပြီးတွင်ဘာလ16ရက်နေ့မှာပြန်ထိချုပ်နိုင်ခဲ့တယ်လို့တိုက်ပွဲကနေ KYN ပစ္စည်းတွေပါတင်စီရမင်းခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကအော်တိုဘားလကုံကလေးကချင်းမြောက်ပိုင်းထိုးစစ်ကိုအရှိန်မြင့်ခဲ့တာပါ။စကိုင်းတိုင်းကလေးမျိုးနယ်ဘက်ကနေတိတိမျိုးနယ်တိုင်းမြင့်ဒေတာဘက်ကို မြေပြင်စစ်ကြောင်းတွေထိုးခဲ့ပါတယ်။ဒါရီပြင်တည်တည်မျိုးတွေကိုလည်းရဟယင်နဲ့26ဆင်အထိဆင်အားဖြစ်တင်တာနဲ့ဖလန်းမျိုးနယ်ကဝေပူလာမျိုးကိုပါအလုံးရင်းနဲ့ထိုးစစ်ဆင်ပြီးပြန်လည်ထိန်းချုပ်ခဲ့တာတွေလုပ်ခဲ့ပါတယ်။ ။ဒီထိုးစစ်တွေကြောင့်ကလေးတိုင်းငင်းတီးတိမ်လန်းလို့အ धिक လမ်းကြောင်းကိုလည်းစစ်ကောင်စီကပြန်ထိန်ချုပ်နိုင်ခဲ့ပြီးတော်လရင်တပ်ဖွဲ့တွေနေရာတချို့လက်လုဆုံရှုံခဲ့ရတာပါ။ဒါပေမဲ့အခုလိုမျိုးဗျူဟာမြောက်ပြန်တိုက်ခိုက်မှုနဲ့ကနေဒီတောင်ကိုပြန်လည်ရယူနိုင်ခဲ့တာဟာချင်းတော်လရင်တပ်ဖွဲ့တွေအတွက်စေရကြီးမားတဲ့အားတစ်ခုဖြစ်လာစေမှာပါ။ပြည်내ကနောက်ဆုံးသတင်းတပုတ်အနေနဲ့ဘန္နာရေးစစ်မြေနာကနေချားပြန်လုပ်ငန်းတွေကိုတိုက်ဖြတ်နေတဲ့ STB ဘဏ်အကြောင်းပါ အန်တုစီအစိုးရရဲ့ SDB ညွေဥပံဟာရေဥပံလုပ်ငန်းတသက်မဟုတ်ပဲပန်းနာရေးဆင်မနာကနေကြားပြန်လုပ်ငန်းတွေကိုဝတိုက်ဖြတ်နေရလို့အန်တုစီစီမံကိန်းပန်းနာရေးနဲ့ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်က ပြောကြားလိုက်ပါတယ် ဝင်ကြီးဦးတင်ထွန်းနိုင်ကနိုဝင်ဘာလ16ရက်နေ့မှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာကျွန်တော်တို့ဒီလိုဘန်နာရေးကေဟာစနစ်ကိုတိစောက်ခြင်းဟာလူမှုရဲ့ဘန်နာရေးလွတ်လပ်ခွင့်နဲ့ဝေကြီးဆုံးရှုံးမှုမဖြစ်အောင်ကာကွယ်ပေးနေတာဖြစ်တယ်လို့ဆိုပါတယ်။ ကြပြင်းတနည်းအားဖြင့်ပြောရရင်ကြားပြိုင်ကိုတိုက်ဖြတ်နေရလို့တောင်မှအကောင်းမြင်ခြင်းသူတွေကမြင်လို့ရနိုင်တဲ့အခြေအနေ ရှိပါတယ်လို့အတိအလင်းပြောဆိုခဲ့ပါတယ်။မေဥပန်ဟာဒီနှစ်နိုဝင်ဘာလ14ရက်နေ့ကစပြီးကမ္ဘာအချင်းစည်းကွက်ကြီးဖြစ်တဲ့မက်ဆီမှာတရားဝင်စီရင်ဝင်သွားပါပြီ။ဆိုလိုတာကမေဥပန်ကလည်းရောင်းချခဲ့တဲ့ ICO 1နဲ့ ICO 2တိုကင်တွေကိုအခုဆိုရင်မက်ဆီမှာ Crypto Digital ငွေကြေးအဖြစ်ဟဲလင်ရောင်းဝယ်နိုင်ပြီလို့ဆိုလိုတာပါ။ ဒါကနွေဥပံအတွက်ဗန္နာရေးလွတ်လပ်မှုစီကိုခြေတလန်းတိုးလိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအိတ်ချိန်စည်းကွက်ကိုရောက်လာတော့ပြည်သူတွေကြားမှာလိမ်လည်မှုတွေနဲ့ပတ်သက်ပြီးစိုးရိမ်ပူပန်မှုတွေလည်းရှိလာပါတယ်။ဘာလို့လဲဆိုတော့ token တွေဝယ်ယူလဲလှယ်တဲ့နေရာတွေအိတ်ချိန်တွေနဲ့ပတ်သက်ပြီးလိမ်လည်ခံရမှာကိုကြောက်ကြတာပါ။ဒီပေါ်မှာနွေဥပံအလုံးမှုဆောင်အရာရှိကိုမလင်းကဘလို့တုတ်ပြန်လဲဆိုတော့လိမ်တဲ့သူတွေကတော့လိမ်မှုစ조사နေမှာပါပဲ။ ျွန်တော်တို့လုပ်လို့ရတာကတော့ကိုယ့်ရဲ့ user တွေတော်လိုင်း community ကိုဒီလိုမျိုးလူလိမ့်နေလိမ့်လာနိုင်နေဆိုတာကိုပဟုတုတတွေဝင်များဖို့ ਨੇ education ပေးဖို့ကသာလေအဓိကပြင်ရှင်နေဖြစ်တဲ့ဒါကြောင့်နေဥပ္ပံဟာပညာပေး model နဲ့ပဲဆက်သွားနေပါတယ်လို့ပြောပါတယ် ရေဦးပန်ဟာ2023ခုနှစ်ဇူလိုင်လမှာစတင်ထူထောင်ခဲ့တာဖြစ်ပြီးအခုဆိုရင်ပန်တခုအနေနဲ့တည်းမဟုတ်ပဲပညာရေး၊ကျန်းမာရေး၊ထိနဲ့အခြားကဏ္ဍတွေပါဝင်တဲ့ဂေယစနစ်တကူအဖြစ်လေပတ်ပိုးရည်ရွယ်ပြီးဆောင်ရွက်နေရလို့သိရပါတယ်။နောက်ဆုံးပြပါသတင်းတပုတ်အနေနဲ့ American Federal ကုန်သွယ်ရေးကော်မရှင်ရဲ့တရားစွဲဆိုမှုကိုအနိုင်ရခဲ့တဲ့မီတာအကြောင်းကိုပြောပြရင်ကျွန်မရဲ့နေ့လည်ခင်းသတင်းတင်ဆက်မှုကိုဒီမှာပဲရပ်နားလိုက်ပါရစေရှင်။ ဤပညာနဲ့ဥပဒေလောကကိုတောင်းလို့စိန်မဲ့အမေရိကန်ကအရေးကြီးဆုံးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါရရှင်။နာမည်ကျော်မီတာကုမ္ပဏီ Facebook ကိုပိုင်ဆိုင်တဲ့ကုမ္ပဏီဟာ American Federal Computer Commission FTC နဲ့ရင်ဆိုင်နေရတဲ့ဈေးကွက်ကိုတဦးနဲ့ချုပ်ကန်မှု Monopoly ဆွဲချက်ကနေအမှုနိုင်သွားပါတယ်။ အမေရိကန်ဖက်ဒရယ်တရားသူကြီးဇိမ်းပိုအားဘာကအင်္ဂါနေ့မှာပဲမီတာဟာလူမှုကွန်ရက်ဈေးကွက်မှာတဝရဲချုပ်ကန်သူမဟုတ်ဘူးလို့စီရင်ချက်ချလိုက်တာပါဒါဟာမီတာအတွက်အကြီးမားဆုံးဥပဒေကြီးရာအောင်ပွဲတစ်ခုဖြစ်ပြီးတော့ FTC ရဲ့အဓိက တောင်းဆိုချက်ဖြစ်တဲ့ Instagram နဲ့ WhatsApp တို့ကိုမီတာကနေခွဲထုတ်ပြရမယ်ဆိုတဲ့ PR ကိုလည်းပယ်ချလိုက်တာပဲဖြစ်ပါတယ် FTC က2020ခုနှစ်ကတည်းကဆွဲချက်တင်ခဲ့တာပါမီတာဟာပြိုင်ဘက်တွေဖြစ်လာနိုင်တဲ့ Instagram နဲ့ WhatsApp ကိုဝယ်ယူပြီးရှင်ပြိုင်မှုကိုရှောင်ရှားခဲ့တယ်လို့ဆွဆွဲခဲ့တာပါဒီအမှုတွေခုနှစ်ပတ်ကြာဆစ်ဆီခဲ့ရပြီး CEO မဆူကာဘတ်အပါဝင်ထင်ရှားသူတွေတက်တေထွက်ဆိုခဲ့ရပါတယ်ဆူကာဘတ်ကကျွန်တော်တို့မှာ YouTube နဲ့ TikTok လိုပြိုင်ဘက်တွေအများကြီးရှိတယ်လို့ညင်ချထုတ်ခဲ့တာပါ တရားသူကြီးဘူဟာဘတ်ကမီတာရဲ့ညင်းချက်ကိုသဘောတူညီခဲ့ပါတယ်။ TikTok နဲ့ YouTube တို့ကြောင့်မီတာဟာလူမှုကွန်ရက်ဈေးကွက်ကိုတုံးနဲ့ချုပ်ကင်မှုမဖြစ်နိုင်ဘူးလို့၎င်းကဆုံးဖြတ်ခဲ့ပါတယ်။ဒါပြင် FTC ကအမှုစတင်လုံကထက်အခုချိန်မှာ AI ကထုတ်လုပ်တဲ့ကွန်တက်တွေပါဈေးကွက်ထဲကိုဝေလာနေတဲ့အတွက်လူမှုမီဒီယာပတ်ဝန်းကျင်ကပြောင်းလဲသွားပြီလို့ထောက်ပြခဲ့ပါတယ်။တရားသူကြီးကသူ့ရဲ့စီရင်ချက်တွေမှာမီတာဟာသက်ဆိုင်ရာဈေးကွက်မှာမိသည့် monopoly မှာပိုင်ဆိုင်ထားခြင်းမရှိပါလို့ အတည်လင်းရေးသားခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့် FTC ကတော့အကြီးကျယ်စိတ်ပြင်းမိကြောင်းပြောပြီးဆက်လက်ဆောင်ရွက်မယ်ရွေးချယ်စရာတွေကိုတောင်းတနေရလို့ထုတ်ပြန်ထားပါတယ်။ MP ရဲ့နေ့လည်ခင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ။ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးဖြတ်ကြည့်ရှုအားပေးသူအားလုံးနဲ့တကားဝေရောက်မဆက်ပြုပေးသူအားလုံးကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်။မြမပီတုံမီသားပါကိုစိတ်နှပြချမ်းမာချမ်းသာပြီးဘဝအမော်ရီပေးကြပါစေရှင်။